တဲစုငယ်လို့မလာပဲဆယ်လီပူတုနဲ့တူတယ်လို့လူပြောများနေတဲ့ခင်ရတနာဆိုမြန်မာနိုင်ငံကအလှမဲ့လေးတွေတဲမှာတော့အသက်အငယ်ဆုံးအလှမဲ့ဖြစ်တဲ့တဲစုငယ်ကအလှဆုံးလို့လည်းပြောလို့ရပါတယ်။သူမလိုမျိုးအမြင်ပြီးပရိသတ်ချစ်ခင်အားပေးမှုများစွာရရှိခြင်းတဲ့အတွက် attention ရှာနေရကတော့အလှမဲ့ခင်ရတနာဆိုပါ တခုလက်တယောက်ဖြစ်ပေမဲ့လည်းမစ်ယူနီဘာအလှမဲ့ပြိုင်ပွဲကြီးမှာမင်းရောက်ရှင်ပြိုင်ခဲ့ပါတယ်။ဒီလိုရှင်ပြိုင်ခဲ့ပြီးဝေဖန်မှုတွေများစွာလည်းရရှိခဲ့ပေမဲ့သူမကတဲစုငိတ်တက်ပေါ်ပြီးလှပကအောင်မြင်မယ်လို့ထင်နေရဖြစ်ပါတယ်။ဒါပေမဲ့တကယ်တမ်းတော့တဲစုငိတ်လို့မလှပဲပရာဟိတရီလုံနေရဲ့ဆယ်လီပူတုနဲ့ရုပ်ချင်းစင်နေရဆိုပြီးလူပြောများနေကြတာပါဆိုရှယ်မီဒီယာမှာနာမည်ကြီးနေရဲ့ ရာဟိတဆယ်လီပုတုလိုမျိုးသပင်ပုံစံကအစတူညီနေရဲ့အတွက်အလှမယ်မလုပ်ပဲဒီတိုင်းဆယ်လီပဲလုပ်ဖို့လဲပြောနေကြတာတွေလည်းရှိပါတယ်။ခင်ရတနာဆိုကတကူလက်တရားဖြစ်အောင်သားမကသပင်ကိုလည်းကရုံးစပင်ပေါက်ကင်နဲ့ပြန်ပွဲကိုဝင်ပြိုင်ခဲ့တဲ့အတွက်ဝီဖန်မှုတွေရရှိနေရဖြစ်ပါတယ်။ဒါပေမဲ့သူမကတော့ယုံကြည်ချက်တွေအရန်ကိုမြင်မာနေပြီးကဘာကျော်ခဲ့တဲ့အလှမဲ့သဲစုငိတ်တပ်ပိုလှကပူအောင်မြင်တဲ့နေရာတစ်ခုကိုရှောက်အောင်စူးစမ်းသွားမယ်လို့ဆိုပါတယ်။လက်ရှိမှာတော့နိုင်ငံတကာပြိုင်ပွဲမပြောနဲ့ မြန်မာနိုင်ငံမှာတောင်ကိုစားပြုအလှမယ်အနေနဲ့ရွေးချယ်ခြင်းကိုမခံရသေးပါဘူးပြည်သက်ကြီးတို့ရောအလှမယ်ခင်ဒနာဆိုတယောက်တကယ်ပဲဆယ်လီပုတုနဲ့တူတယ်လို့ထင်မြင်မိကြပါသလားရှင်